အမေရိကန်တရားရေးဌာနကကမ္ဘောဒီးယားအခြေစိုက် Press Through ရဲ့စိုက်ဘာလိမ်လည်မှုနဲ့အထမလောက်အားပေးကွန်ရက်ကနေအမေရိကန်ဒေါ်လာသန်း15,000တန်ဖိုးရှိပိုင်ဆိုင်မှုတွေကိုသမိုင်းဝင်အဖြစ်သိမ်းဆည်းလိုက်ပါတယ်။ဒီရဇဝိကွန်ရက်ကိုချန်မင်းစင်စီကဦးဆောင်ပြီးကမ္ဘောဒီးယားအစစ်မြစ်အစိုးရအရာရှိများနဲ့နီနီကတက်ပတ်သက်နေတာဟာဒီအမှုကိုကြီးမားတဲ့ပထဝီနိုင်ငံရေးတည်တနာအဖြစ်ဖန်တီးလိုက်ပါတယ်။ ကျွမ်းကျင်သူများကဒီရေးဟာအမေရိကန်တရုတ်ပြန်ဆိုင်မှုကိုထင်ဟပ်စေပြီးဒေတာရေးလုံခြုံရေးကိုချိမ့်ချောက်နေကအာဆီယံအပတ်အစည်းအဝေးများအထိတရက်ရိုက်ခတ်နိုင်ကြောင်းသတိပေးပါတယ်။ခိုင်းနိုင်ငံအနေနဲ့ဒီအခြေအနေကနေသင်ငန်းစာယူပြီးကမောရီးယားအပေါ်ဖိအားပေးမှုကိုချက်ချင်းတိုးမြှင့်ရမှာဖြစ်သလိုလက်ရှိသဘောတူညီချက်တွေကိုယာယီဆိုင်ညံထားဖို့လိုအပ်တယ်လို့လုံခြုံရေးကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။ ဒီအမှုဟာခိုင်ကမော်ရီးယားနေဆက်အရေးနဲ့ခိုင်နိုင်ငံနိုင်ငံရေးအပေါ်တိုက်ရိုက်တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။မြင့်စင်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။